ခုံးတွေညောင်းညာနေတယ်နာကျင်နေတယ်တင်းမာနေတယ်ဆိုရင်ဒီလေ့ကျင့်ခန်းလေးတွေကိုလိုက်ပါလေ့ကျင့်ဖို့အကြံပြုချင်ပါတယ်ဒီလေ့ကျင့်ခန်းလေးတွေကပခုံးတွင်သွေးစီစဉ်မှုတွေရဲ့ပခုံးမှာရှိတဲ့တင်းမာမှုတွေကိုဖြေလျှော့ပေးမယ့်လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးကတော့လက်နှစ်ဖက်ကိုပခုံးလေးမှာကွေထားပြီးပခုံးကို rotation နဲ့လုပ်ပြရမှာဖြစ်ပါတယ်။အရှိကို10ချိန်အနောက်ကို10ချိန်၃ချောင်းလောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလေးကပခုံးလွင်သွေးစီစဉ်မှုကိုအထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ပခုံးရဲ့လှုပ်ရှားမှုတွေကိုလည်းချောမှုစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ဒုတိယမြောက်လေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်ဟိုဘက်ဒီဘက်လှက်ပြီးမှလက်ကလေးကိုရမ်းပြရမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးကလည်းပခုံးထဲမှာသွေးစီစဉ်မှုကိုအထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ rotation ကိုလည်းအထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျာ။ဒီလေ့ကျင့်ခန်းလေးကို second 30 3ကျော်လောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဗျာ။တတိယလေ့ကျင့်ခန်းလေးကတော့နေရံမှာလက်လေးထောက်ထားလိုက်မယ်။ လမ်းရံမှာလက်ထောက်ပြီးတော့ရရှင်လက်ဝါးလေးကိုအောက်ကိုလှည့်လိုက်မယ်ဒီနေသားကနေမျက်နှာလေးကိုလမ်းရံနဲ့ဆန့်ကျင်ဘက်ကိုလှည့်မယ်လှည့်ပြီးတော့ရရှင်ဒူလီနေနေလေးကိုမခန္ဓာကိုယ်လေးအောက်ကိုနဲ့နှိမ့်ချပြရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကဒီပခုံးမှာရှိတဲ့ဒဲမောင်မှုလေးကိုဖြေရော့ပြီးကိုအထောက်ကူပေးမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30 3ကြော့စီလောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးကပခုံးမှာရှိတဲ့တင်းမောင်မှုကိုပခုံးညောင်းတာတွေပခုံးနာကျင်တာတွေကိုတတ်တာစီကို အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတုံးဖို့ဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေတဲ့အဆင်ပြေမဲ့အကျိုးရှိမှုတွေကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေတိကျပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဂူကြီးလေးပါပေါင်100ကျော်တဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းတွေအချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ